ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုပို့နောက်တော်လေးစူးစီးတင်ဆက်ထားတာပါကျွန်တော်ပမာသုံးရေကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စတခုကဒီကနေ့ဆိုရင်မြို့နယ်အသီးသီးမှာပါတီတုံဒီမိုကရေစီထွေထွေရေကောက်ပွဲနဲ့ပတ်သက်လို့အသိပညာပေးဆိုင်ပုတ်တွေစိုက်ထူကြတာမျိုးတွေ့ရတယ်ပေါ့ဗျာနိုင်ငံသားခွင့်ရေးမဆုံးရှုံးဖို့မဲပေးကြပါသို့ဆိုတဲ့ဆောင်မုတ်တွေစိုက်ထူကြတာမျိုးကို တွေ့မြင်ရတယ်မဲစင်းတွေလည်း မြို့နယ်တိုင်းမြို့နယ်တိုင်းမှာမဲစင်းတွေကတ်ထားကျင်ညာပြီးဖြစ်တယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ကဒီရေကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ကိုတာဝန်ရှိသူတွေဘက်ကတာဝန်ရှိသူတွေရောဆောင်ရွက်နေတယ်ပေါ့ဆောင်ရွက်နေတဲ့အပိုင်းမှာနေပြည်တော်ဘက်မှာတော့အမဲစင်းတွေမှာအမှားယွင်းမှုတွေရှိတယ်ဆိုတဲ့သတင်းလေးတွေလည်းထွက်လာတာမျိုးရှိတယ်ပေါ့ဗျာနော်အဲဒီဘက်မှာတော့ပြည်အောင်စုရေကောက်ပွဲကော်မရှင်ဘက်ကတာဝန်ရှိသူတွေအနေနဲ့ပေါ့ဗျာနော်ဒီမဲစင်းကိစ္စမှာရခိုင်ကလည်း ဒီမဲစင်ကြီးကြီးမားမားလွဲမမှုဖြစ်ခဲ့တာရှိခဲ့တယ်အဲ့ဒီအတွက်ကြောင့်ဒီ2025ရွေးကောက်ပွဲကတော့အမှားယွင်းနဲ့နိုင်တဲ့များနဲ့အောင်ဆောင်ရွက်ရမယ့်ရွေးကောက်ပွဲဖြစ်တယ်ပေါ့တိုးတော်ဒီကာလမှာအခက်အခဲကအဲမဲစင်ပြုစုဖို့ဆိုင်ရာလှုပ်ဆောင်တဲ့အခါမျိုးမှာဒီဂျပန်ဘေးရနေရာတွေကြောင့်အထီးထီရောက်ရောက်မလုံဆောင်နိုင်တာမျိုးရှိတယ်။တချို့နေရာတွေမှာမြေပြင်ကွင်းဆင်းနိုင်တာမျိုးမလုံနိုင်ဘူးပေါ့ဗျာနော်။ဒီလိုခက်ခဲတွေလည်းကြုံခဲ့ရတာမျိုးရှိပါတယ်။သို့တော့ အမှနေနိုင်တော့နေအောင်လုပ်ပါမှာဖြစ်တယ်။အဲဆိုတဲ့အခါကျတော့အခုမဲခြင်းနေကတားကြည်ညာမှုမှာတွားရောက်ကြည့်ရှုတဲ့အခါမှာအမှအရင်တွေးပြီးဆိုရင်လည်းတွေးရှိရတဲ့သူတွေကပြင်ဆင်နိုင်မှုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်တွေနဲ့အညီမိမိတို့မဲပေးခွင့်ရရှိရေးကိုတွားရောက်ပြင်ဆင်ဆောင်ရွက်လို့ရတယ်။မဲခြင်းမှာပြန်လည်ထည့်သွင်းပေးဖို့ဆောင်ရွက်ကြရမှာဖြစ်တယ်ပေါ့ဗျာနော်။အမှအရင်နေ မဖြစ်အောင်ဆိုရင်မိမိတို့ကဒီအခုချိန်မှာမဲစင်းကတ်ထားကြညာမှုတွေကိုကြည့်ရှုရမှာဖြစ်တယ်လို့တာဝန်ရှိသူတွေဘက်ကလည်းမှားရင်မဖြစ်အောင်တော့စီစစ်ကြက်မှတ်ပေးဖို့လိုတယ်ပေါ့ဗျာနော်အဒီကိစ္စကအခုလက်တလောအဖြစ်တော့အခက်အကြုံသေးပေမဲ့ဒီရွေးကောက်ပွဲရက်ဖြစ်လာတဲ့အခါမျိုးမှာဥပမာအဖြစ်ညီပိန်းတွေရဲ့မဲစင်းတွေပေါ့ဗျာမဲစင်းတွေသူတို့နာမည်တွေမဲစင်းထဲမှာမပါဘူးလို့ပါတော့ညာတို့ ဒီကောင်တွေကဒီအချိန်မှာရွေးကောက်ပွဲကိုနှောက်ယှက်တာကပုံစံတစ်မျိုးပေါ့ဗျာနော်ရွေးကောက်ပွဲရက်တွေမှာနှောက်ယှက်မှုပုံစံကတစ်မျိုးဖြစ်လာမှာပေါ့အဲ့တော့ဒီညီပိန်းတွေကပြဿနာရှာလာနိုင်တဲ့အခြေအနေကိုလည်းကြိုတင်တွက်ဆပြီးတော့မဲဇင်းတွေကိုတည်ကြအောင်မှန်ကန်အောင်ဆောင်ရွက်ဖို့လိုတယ်ညီပိန်းတွေကဒီအချိန်မှာတော့ဗျာမဲဇင်းလာကြည့်ခြင်းမှာကြည့်လိမ့်မယ်ဒါပေမဲ့ရွေးကောက်ပွဲရောက်နေရောက်တော့မှသာမဲပေးဖို့လာမယ်သူတို့နဲ့မဲဇင်းမပါရင်ပြဿနာရှာမယ်လူလူကြမှာ အမားရင်ဖြစ်ပါတယ်ရွေးကောက်ပွဲကမမှန်ကန်ပါဘူးပေါ့ဗျာနော်ဒီလိုမျိုးလန်ကျုပ်လုံးမဲ့အကောင်တွေလည်းရှိရပေါ့အဲ့တော့ပြည်အောင်သူရွေးကောက်ပွဲကော်မရှင်အနေနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်ခရိုင်မျိုးနယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲအတီးတီးကဖြစ်လာနိုင်ခြေရှိတဲ့ပြဿနာတွေကိုကြိုတင်တွက်ဆပြီးတော့အမားရင်မရှိအောင်ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်တယ်ပေါ့ဗျာနော်ဒီပြဿနာကကြီးတယ်ရခိုင်မဲလိမ့်မဲခုမှုကြီးကလည်းတန်းပေါင်းများစွာအထိဖြစ်ခဲ့တာဆိုတော့ဒီကိစ္စမျိုးကထပ်ပြီးတော့ ဖြစ်လို့မရဘူးကြုံတွေ့လို့မရဘူးပေါ့ဗျာနောက်ထပ်ထပ်ပြီးတော့တတိပေးကြရှိတာကတော့အခုလိုရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဆိုင်မှုတွေစိုက်ထူလာပြီဆိုတဲ့အခါမှာနေပိန်းတွေကနေပိန်းစိတ်တက်နေပေါ့ဗျာနော်ရခင်ရွေးကောက်ပွဲတွေမှာလည်းဒီလိုပြဿနာမျိုးတွေကြုံခဲ့ရတာမျိုးရှိတယ်ဒီတာကဘာလဲဆိုတော့ကိုယ်တည်းလောင်းနေရဲ့ဒီဗနိုက်ပိုစာတွေကိုလိုက်ပြီးတော့ဖျဲတာ NLD ကတခြားပါတီ ကိုယ်စလဲလောင်းတွေရဲ့စိုင်းပုတ်တွေကိုဖျဲတာမျိုးတွေစုပ်ဖျဲပစ်တာမျိုးတွေအဲ့ဒါမျိုးတွေလုတ်ခဲ့ကြရတယ်ပေါ့ဗျာအဲ့ဒါတွေအတွက်ကရခင်ကတော့ရေးယူမဲ့ဥပဒေမရှိဘူးပေါ့ဗျာယခုကဒီကိစ္စအတွက်ကိုတရားဥပဒေပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက်ဒီစိုင်းပုတ်ထောင်ထားတာကိုသွားပြီးတော့ရိုက်ချိုးဖျက်ဆီးတာတို့ပိုစတာကိုစုပ်ဖျဲတာတို့အဲဒါမျိုးတွေလုတ်ကျင်လဲပြီးရင်တော့လွတ်အောင်ပြေးပေါ့ဗျာနော်မလွတ်ကျင်တော့ဥပဒေရပေးရတဲ့ပြဋ္ဌာန်းကိုခံရမှာဖြစ်တဲ့ဒါလေးတွေကိုလည်းကြိုတင် သိရှိထားဖို့လိုတယ် အနီပိန်းလေးတွေကအစင်ကန်းတော်တူမိုင်လုံးထွားကျင်တာပဲသိတယ်ပေါ့ဗျာဒီပြေဝရံပြေတွေကမြောက်ပေးမယ်ပြည်တွင်းကနီပိန်းလေးတွေကပေါက်ရပေါက်ပန်းသေးရှောက်လုံးမယ်ဖြစ်လာတဲ့အခါကျတော့နီပိန်းလေးတွေခံရမယ်ဒါကကျွန်တော်ကနီပိန်းလေးတွေအတိတ်ဒုက္ခမရောက်စေခြင်းလို့အပြတ်အမောက်တွေမလုံးမိစေဖို့တတိပေးတာပါအပြတ်အမောက်တွေလုတ်ခဲ့ရင်လည်းဥပဒေရပြည့်ရတဲ့ပြည်တော်ကိုခံရမယ်ဆိုတော့တက်တွက်ထားကြဖို့လိုတယ်ဒါကတပိုင်းပေါ့ဗျာနော်နောက်ထပ်ကတော့ကျွန်တော်တို့ဒီကနေ့ထုတ်ပြန်လာတဲ့ သတင်းထုတ်ပြန်ချက်တွေမှာ AA အကြမ်းဖက်အဖွဲ့ရဲ့ငွေစည်းဝါးတွေအများအများဖမ်းဆီးရမိပြန်ပြီပေါ့ဗျာဒီအခြေအနေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်ထားတာရှိတယ်ဖန်စီရမိငွေစည်းဝါးကလည်းအမြောက်အများစုမှအမြောက်အများပါအေကျန်းဖတ်တောင်ကျန်းသူဘွဲကရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံတို့ပို့ဆောင်မဲ့ငွေကျပ်195ဘီလီယံကျော်တန်ဖိုးရှိတဲ့ငွေစည်းဝါးများကိုရန်ကုန်မြို့မှာဖမ်းမိတယ်ဆိုပြီးတော့သတင်းထုတ်ပြန်ထားပါတယ် နိုင်ငံတော်အစိုးရအနေနဲ့နာဂတ်မျိုးဆက်တဲ့လူငယ်များအပါအဝင်လူသားမျိုးနွယ်တစ်ခုလုံးကိုအန္တရာယ်ဖြစ်စေသည့်မူရေးဆေးဝါးတဲဆောင်ရောင်းဝယ်မှုများကိုထိရောက်စွာတားဆီးကာဝယ်တိုက်ပြစ်ရေးကိုမြို့သားရေးတာဝန်တရဖြင့်တတ်မှတ်၍အချိန်ဟုန်မြင့်ဆောင်ရွက်လျက်ရှိရာအေအေတောင်းကျမ်းသူအဖွဲ့ကရခိုင်ပြည်နယ်နှင့်မလေးရှားနိုင်ငံတို့ပို့ဆောင်ပြီးငွေကျပ်195.85ဘီလီယံခန့်တန်ဖိုးရှိ ICE 3438ကီလိုဂရမ် က်တမင်း2198ကီလိုဂရမ်လို့ကိုဖမ်းဆီးရမိခဲ့ကြောင်းနိုင်ငံတော်အစိုးရအနေဖြင့်မူဝေးစေဝါတည်ဆောင်လေးရှိသည့်လမ်းကြောင်းများ၌စစ်ဆေးရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများတိုးမြင့်လုံဆောင်နေတကယ်တူအိန္ဒိယနိုင်ငံများနဲ့ပူးပေါင်းရင်မူဝေးစေဝါတားဆီးနေနေရေးပူရဲစစ်စင်ရေးများကိုဆောင်ရွက်ခြင်းကြောင့်မွေးစီဝတ်တေဆောင်ရောင်းဝယ်သူများသည်ပင်လေရီကျောင်းဤအာတာချက်ကိုတုံးချကရေလန်းကျောင်းအား ပြောင်းလဲအသုံးပြုလာသည်ကိုတွေ့ရှိရကြောင်းထို့သူအေအေအကျန်းဖတ်တောင်းကျန်းသူအဖွဲ့အနေဖြင့်လည်းမွေးစေဝါတဲဆောင်ရောင်းဝယ်မှုများကိုပြုလုပ်ကရရှိသည့်ငွေများဖြင့်လက်နက်ခဲယံများဝယ်ယူ၍ရခိုင်ပြည်နယ်တွင်အကျန်းဖတ်လုပ်ငန်းများလှုပ်ဆောင်ခြင်းလက်နက်အားကိုဖြင့်ပြည်မဲ့ပြည်သူများပေါ်နိုင်ခြင်းနှိပ်စက်တပ်ဖြတ်ခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းတို့ဖြစ်ပါ၍မွေးစေဝါတဲဆောင်ရောင်းဝယ်ခြင်းနှင့်ကျန်းဖတ်လုပ်ရများကိုမလိုလားသည့်ဒေသခံပြည်သူများ၏တရင်ပေးပို့ချက်အရ 2025ခုနှစ်စက်တင်ဘာလ24ရက်နေ့တွင် ရှမ်းပြည်နယ်မှမွေးစေဝါများအားရန်ကုန်မြို့မှတဆင်ရခိုင်ပြည်နယ်နှင့်မလေးရှားနိုင်ငံတို့ပို့ဆောင်မိဖြစ်ကြောင်းသိရှိရသဖြင့်လုံခြုံရေးတပ်ဖွဲ့ဝင်များကပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာလဲကူမြို့နယ်လဲကူပေါင်ကြီးလမ်းမပေါ်၌ရင်မောင်းအောင်ခန့်ကျော်နှင့်ရင်နောက်လိုက်ထပ်ဝေဖြူတို့ကို၎င်းတို့မောင်းနေလာသည့်နေဆန်းကွန်တော်ရင်ပေါ်မှအိုက်1435ကီလိုဂရမ် တန်ဖိုးငွေကျပ်35.69ဘီလီယံကန်နှင့်အတူဖန်စီရမိခဲ့ပြီး၎င်းတို့နှုတ်ဦးဤထွက်ဆိုချက်အရစက်တင်ဘာ25ရက်မှာရွှေပြည်သာမြို့နယ်တညင်ကုန်းလမ်းစုံဤရှိရွှေမောင်းလက်ဖက်ရည်ဆိုင်မှာပြည်စီဝါတည်ဆောင်မြင့်ရင်အားငားရန်ချိတ်ဆက်ပေးသည့်ဇော်ဝင်းထွန်းနှင့်စန်းထွန်းကျော်တို့နှုတ်ဦးအား၎င်းထန်းနမိတ်မြို့နယ်စီပင်သာကြေးရွာရှိနေ၌မွေးစေဝါများတူလောင်တိမ့်ဆဲပေးသူဇော်လင်း ဆောစင်မဲဟန်တို့ကို ice 1996 kg တန်ဖိုးငွေကျပ်49.99ဘီလီယံကန်နဲ့၎င်းထပ်မံပန်းစီရမိခဲ့ကြောင်းအစီရမိသူများဤဖော်ထုတ်ချက်အရမွေးရေးစေဝါများအားတုံးခွားမြို့နယ်တမစိတ်ဒကန်းကျေမှ မလေးရှားနိုင်ငံသူပို့ဆောင်မည်ဖြစ်ကြောင်းတရသဖြင့်လုံခြုံရေးအဖွဲ့များဖြင့်အစီရမိရေးဆောင်ရွက်ခဲ့ရာစက်တင်ဘာ28ရက်တွင် တမစိတ်တကြည်ရအနီးရှိနေအိမ်ဂူရောင်၌ဂူရောင်ပိုင်ရှင်ဖြစ်သူကျော်နိုင်နှင့်ငွေစေဝတက်ဆောင်ပေးခဲ့သည့်ရင်မောရင်မောအကူများဖြစ်သောတပ်ပိုင်ဦးကိုရဲ sorry ရဲကိုဟိန်ထဆူထက်နေလင်းဇင်မင်းလိုင်းဝေဖြိုးအောင်တို့ကိုကတ္တမီ2198ကီလိုဂရမ်တန်ဖိုးငွေချက်109.6ဘီလီယံကန်နဲ့မွေးစေဝတက်ဆောင်ရာတွင်အတုံးပြူသည့်မစ်ဆူဘီရှိခူဆူဖြူရောင်ယင်တစီ နစ်ဆန်ဗနတီအဖြူရောင်ယင်တစီဟွန်ဒိုင်းပေါ်တာအဖြူရောင်ယင်တစီတို့နဲ့အတူ၎င်းတိုင်းသာယာမြို့နယ်ရေဦးကန်ကျေးရွာ၌မွေးရီစေဝါတဲဆောင်မြို့ရင်မောင်းများအားချိတ်ဆက်ပေးသူဆိုမင်းပိုင်အား၎င်းဖမ်းဆီးရမိခဲ့ပြီးတရင်ဆက်ရစက်တင်ဘာလ28ရက်တွင်လိုင်သာယာမြို့နယ်15ရပ်ကွယ်စမိုင်းဝါစပါးဆိုင်၌ငွေစီဝါများတူလောင်တင်းဆဲပေးသူ ခင်မောင်တော်အား၎င်းစက်တင်ဘာလ29ရက်တွင်တွန်တေးမြို့နယ်ဖျောင်းမှုကြီးရွာ၌တင့်နိုင်ထွန်းအား၎င်းထပ်မံဖမ်းဆီးရမိခဲ့သဖြင့်ဖြစ်စဉ်တွင်ဖမ်းဆီးရမိသူ16ဦးမော်တော်ယာဉ်၄စီးနှင့်အတူ ice 3438 kg ကတမီ2198 kg စုစုပေါင်းမူ၏စီးဝါတန်ဘိုးငွေကျပ်195.85ဘီလီယံကန်ကိုဖမ်းဆီးရမိခဲ့တယ်။ ဖန်စီရမိသူများ၏ထွက်ဆိုချက်အရကာလီမြို့နေစိုင်းတော်ခန်းခကိုစိုင်းဖန်စီရန်ကြံတရကံကရှမ်းပြည်နယ်တောင်ပိုင်းလွိုင်းလင်ခရိုင်ကျေးတီမြို့နယ်ဝိုင်းဟိုင်းဒေတာမှမိုးရေစေဝါများကိုရမဲတင်းမြို့သို့ပို့ဆောင်ပေးခဲ့ရာရမဲတင်းမြို့မှရန်ကုန်မြို့သို့အောင်ခန့်ကျော်နှင့်ထဝေဖြူတို့ကဆက်လက်တည်ဆောင်ခဲ့ကြောင်းစိုင်းတော်ခန်း၏စီခိုင်းကျဲရာရခိုင်မြေနယ်သို့ပို့ဆောင်မည်မူရေးစေဝါများကိုဇော်လင်းငါရန်သာတီတန်းသမိန်မြို့နယ်စီဝင်သာကြေးရွာရှိနေအိမ်၌ တူလောင်သိမ်းဆဲထားစဉ်ဖန်စီခံရခြင်းဖြစ်ကြောင်းမလေးရှားနိုင်ငံသို့ပို့ဆောင်မိမူ၏စီးပွားများကိုခင်မောင်တွတ်ကလိုင်တာယာမြို့နယ်၌ကိတ္တတူလောင်သိမ်းဆဲပေးခဲ့ပြီး၎င်းနေရာမှတဆင်ပင်လယ်ကမ်းဆက်ဖြစ်သည့်တုံးခွားမြို့နယ်တမစိတ်တကြေးရွာရှိကျော်နိုင်ကိုတော်တို့ပို့ဆောင်တူလောင်ခဲ့ကြောင်းဖန်စီရမိသူကျော်နိုင်ထွက်ဆိုကြရာကိုတော်၌ဖန်စီရမိသည့်မူ၏စီးပွားများကိုအေအေအကြံဖတ်တောင်းကျမ်းသူဖွဲ့မှစီးပွားရေးတာဝန်ခံများဖြစ်သည့်ရဲစော် ဖန်စီယန်ကျန်တရားခန်နှင့်ချင်းမင်းဖန်စီယန်ကျန်တရားခန်တို့ကပင်လယ်ရေကြောင်းဖြင့်မလေးရှားနိုင်ငံသို့ဆက်လက်ပို့ဆောင်ရန်စီစဉ်နေစဉ်ဖန်စီကြရခြင်းဖြစ်ကြောင်းတို့ဖြစ်ပါ၍မူရေးစေဝါများနှင့်အတူဖန်စီရမိသူများဥရေရထိရောက်စွာရေးယူနိုင်၍ဆက်လက်ဆောင်ရွက်တော်မူဖြစ်ပြီးတရားခန်ပြည်များအပါဝင်ကွင်းဆက်ပြမှုကျူးလွန်သူများအားဖော်တိုဖန်စီရမိရေဆောင်ရွက်လျက်ရှိပြီးပြည်သူများအနေဖြင့်လည်း ဝိစီဝါတည်ဆောင်သည့်တရင်များရရှိပါကတက်ဆိုင်ရာသို့လိုဝတ်စွာတရင်ပေးတိုင်ကြားနိုင်ကြောင်းနှင့်တရင်ပေးသူနှင့်ပူပေါင်းပါဝင်ဖန်စီပေးသူများကိုလိုဝတ်၍စုငွေများထိုက်တန်စွာကြီးမြင့်ပေးမည်ဖြစ်ကြောင်းပေါ့ဗျာနော်ဒါကအေးကြံဖတ်အတွက်များစွာနှင်နာဆုံးရှုံးစေတဲ့ဝိစီဝါဖန်စီရမိမှုကြီးပေါ့ဗျာနော်အေးကြံဖတ်ဖွဲ့ကခေါင်းဆောင်တွေကလူမျိုးရေးဘာသာရေးပြိပကဖန်တီပြောဆိုမှုတွေကတော့ဒီလုံးဝကြီးလွန်းနေပေါ့ဗျာနော် တကယ်တမ်းတော့မွေစေဝါခြံပြူရောင်းချခြင်းနဲ့ဒီအကြံဖတ်လုပ်ငန်းကိုလှုပ်ဆောင်နေတဲ့အဓိကစီးပွားရေးကလည်းဒါပဲပေါ့ဗျာနော်ဒီဘောကနေငွေကြေးမြောင်များရလာတဲ့ရလာတဲ့အခါကျတော့တန်ဖြတ်ပြည့်ပြတ်သာသနာပြတ်လုပ်ငန်းတွေပါလှုပ်လာတယ်ပေါ့ဗျာနော်ဒီကနေ့ထုတ်ပြန်ကြမှာဆိုရင်ဒီအေအေအကြံဖတ်အဖွဲ့ကိုဖန်စီရမိတယ်လို့ပဲတာချီလေးမျိုးနဲ့မှလည်းငွေကြေး တေတသမာ6ဘီလီယံကျော်တန်ဖိုးရှိ II 200ကီလိုဖန်စီရမိတယ်ပေါ့ဗျာနော်ဒါဒါကြည့်လိုက်မှာပေါ့ဒါ AA ကျန်းဖတ်ဖွဲ့ရဲ့ဖန်စီရမိပမာဏနဲ့နှိုင်းရှင်းလိုက်ရင်တော့ပမာဏအနည်းငယ်ဖြစ်သွားတာပေါ့ဗျာနော်ဒါတော့မှငွေကျပ်တေတသမာ6ဘီလီယံကျော်တန်ဖိုးရှိတယ်တဲ့တာဝန်ရှိသူတွေအနေနဲ့ဒီလိုမျိုးရေးစေဝါပြန်ပြူရောင်းချမှုတွေလည်းစာဖွေဖော်ထုတ်ဖန်စီနှိမ်နင်းမှုတွေလှုပ်ဆောင်နေရတယ်ပေါ့ဗျာနော်ဒါကဥပဒေစိုးမိုးရေးက ပြ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 လှုပ်ဆောင်နေတယ်လို့ဒီလိုမှတ်ယူလို့ရပါတယ်အေဂျမ်ဖတ်ဘွဲကတော့မွေးစီဝါဖြန့်ချီမှုကနေရရှိတဲ့ငွေတွေနဲ့ဂျမ်ဖတ်လုပ်ငန်းတွေလှုပ်ဆောင်တယ်အေဂျမ်ဖတ်ဘွဲက မလေးရှားနိုင်ငံကိုပို့မဲ့မွေးစီဝါတွေ၅ချိန်ထပ်မနေဖန်စီရောင်းမိခဲ့ပြီးပြီပေါ့ကြောနော်ဖန်စီရောင်းမိမှုဖြစ်စဉ်တိုင်းမှာလည်းငွေကျပ်ဘီလီယံယာနဲ့ချီပြီးတော့ဖန်စီရောင်းမိရဲ့အခြေအနေမျိုးတွေတွေ့မြင်ရပါတယ် ဒါကရခိုင်ပြည်သူလူထုကိုကောင်းကျိုးပြုနေတာလားရခိုင်ပြည်သူလူထုကိုအုံချပြီးတော့မရေရောကန်တဲ့နီးနဲ့ပေါ့ဗျာနော်လူညွန်တုံးစီမဲ့နီလန်းနဲ့စီဝါစာနေတာလားဒါကိုကြည်ချင်းအပြင်ဆင်းဆင်းလင်းလင်းသိမြင်သားလည်နိုင်ပါတယ်ပေါ့ဗျာနော်ကျွန်တော်ကတော့တိုင်းရင်းသားလူငယ်တွေဒီလိုတတိမမှန်တဲ့တိုင်းရင်းသားကောင်းဆောင်အမိခံလူယုံမာတွေရဲ့အုံချခံဘဝနဲ့ဘဝနီကုံအဆုံးမလဖြစ်မှာမျိုးတွေကိုတော့ မမြင်လို့မတွေ့လို့ဘောဗျာတိုးတော်လဲတချို့တော့ရခိုင်ရခိုင်ဆိုပြီးတော့လက်တိလက်မောင်းတန်းပြီးရောအေးကျန်းဖွဲ့ဘွဲ့နောက်မှာကျန်းဖတ်သမားများဖြစ်နေလိုက်ပါနေတဲ့သူတွေလဲရသွားရှိတဲ့အခါကျတော့ဒါမိမိတို့စင်ကျင်လုံးတရားမှားရင်တော့မှားတိလေရောမိမိတို့ခံရမှာပဲအခုဖြစ်စင်မှာဆိုရင်ပဲအေးကျန်းဖတ်ဘွဲ့နဲ့ဆက်နွယ်သူ16ဦးတိဖန်စီရမိခဲ့တာမျိုးတွေ့မြင်ရပါတယ်နောက်တဲ့ကျွန်တော်တို့တွေ့မြင်ရတဲ့တဲ့ရင်တွေမှာတော့ တရားမဟုတ်ရင်မြန်မာနိုင်ငံထဲကိုဝင်ရောက်ပြီးတော့ကြားပြတ်လုပ်ငန်းတွေလုပ်နေတဲ့သူတွေကိုလည်းဆက်လက်ဖို့တို့ဖန်စီပြီးတော့တက်ဆိုင်ရနိုင်ငံမျိုးကိုလွှဲပြောင်းပေးနေတာမျိုးရှိတယ်ပေါ့ဗျာဒီကနေ့ဆိုရင်လည်းပြည်ပနိုင်ငံသား10ဦးတမန်လွှဲပြောင်းပေးရတဲ့သူတွေတဲ့တင်ထုတ်ပြန်ထားပါတယ်။ KND နဲ့မြဝတီရွှေကုတ်ကိုမေထော်တလေး KK ပတ်နဲ့ကြောက်ခတ်နေမြေများမှာတရားမဝင် online လောင်းကစားမှုများ online လိမ်လည်မှုများဒူးကြိုက်မှုများကျူးလွန်ခဲ့သည့်တောင်အာဖရိကနိုင်ငံသား6ဦး မလေးရှားနိုင်ငံသား3ဦးနဲ့ရုရှားနိုင်ငံသား2ဦးစုစုပေါင်းပြည်ပနိုင်ငံသား10ဦးကိုမြန်မာထိုင်းအမှတ်နဲ့ကြီးကြီးရေးဒရမတစ်သင်းတက်ဆိုင်ရာနိုင်ငံများတို့လူသားချင်းစာနာထောက်ထားမှုများနဲ့နိုင်ငံချင်းချင်းကြီးကြီးရင်းနှီးမှုတို့ကိုရှေ့ရှု၍ဥပဒေလုံထုံးလုံးကြီးများနဲ့ညီလွဲပြောင်းပေးခဲ့တယ်ပေါ့ဗျာနော်အခုလိုလွဲပြောင်းပေးနေတာလည်း2024ကလေးပေါ့ပါဘူးဗျာနော်ဒီတရားမဝင်မြန်မာနိုင်ငံထဲကိုဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားတောင်းခွင့်နဲ့ချီတဲ့ပမာဏလောက်အထိရှိသွားပြီပေါ့ တရားမဝင်လုပ်ငန်းတွေမှာလုံသမားများဖြစ်ဝင်ရောက်လုပ်ကိုင်နေကြတယ်အနေနဲ့ရရက်ကိုလှည့်ပြီးတော့ဝေကြီးလိန်လည်နေကြတယ်ဒီလိုလုပ်ငန်းတွေအခြေပြုလုပ်ဆောင်နေကြတာပေါ့ဗျာဒီကိစ္စတွေကိုလည်းဟောထုတ်ရှင်းလင်းရတဲ့အနေအထားမျိုးတွေဆက်လက်လုပ်ဆောင်နေသေးပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တော့ကြောင်မဲမြို့မှာဒီကနေ့ဆိုရင်ကျောင်းဆပြီးတော့အနှံနဲ့အခြေအနေမျိုးဖြစ်နေပြီ။ကျောင်းမဲမျိုးမှာယာယီဆေးရုံဖွင့်လှစ်ပြီးတော့လည်း ျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်ပေးနေတယ်ဆိုတော့ကိုသတင်းထုတ်ပြန်ထားပါတယ်။ဒီအကြဖတ်နေနေရေးကကြောင်မဲမျိုးကို ပြန်ပြီးတော့ရတာနဲ့ပြီးမြောက်သွားတာမျိုးမဟုတ်ပါဘူး။ကြောင်မဲကနေဟိုဘက် DNL PD ရဲ့အကြဖတ်ဖွဲ့တွေဆက်လက်စုခွာထွက်ပြေးသွားတဲ့ဒီဘောဘက်ကိုလည်းလိုက်ပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ရှင်းလင်းဆောင်ရွက်နေရဆဲဖြစ်တယ်ပေါ့ဗျာနော်။ဒီအကြံဖတ်တမှာထိန်းချုပ်ထားတဲ့မြို့ဆိုရင်တော့ကျွန်တော်တို့ကကတ္တလောကျန်စီနေမှာကတော့မိုးကုတ် နောက်တကပမောပေါ့ဗျာနော်ဒီမျိုးတွေနဲ့ပတ်သက်လို့တော့အတိအပြတ်နှိမ်နှင်းဆောင်ရွက်နိုင်တဲ့အခြေအနေမျိုးတော့တည်ထင်မကြသေးဘူးပေါ့ဗျာအနောက်ကျူကြောင်မဲပေါ့ဗျာနော်နောက်ထပ်နောက်ထပ်မိုးကုတ်တို့ပမောတို့စားရှိတွေအပြင်အကျန်းဖတ်သမားလှုပ်ရှားတဲ့မြေတွေကိုတမတော်ကအတိအပြတ် ရှင်းလိုက်နိုင်ပြီဆိုရင်တော့ဒေသခံပြည်သူတွေလည်းအေးချမ်းစွာနေထိုင်နိုင်မှာဖြစ်ပါတယ်ကြောင်မဲမြို့မှာဒီအကျန်းဖတ်သမားတွေစုခွာထပ်ပြေးသွားပြီတမတော်ကပြန်ပြီးတော့ ဆိုမှုထားပြီးဆိုတဲ့အချိန်မှာဒေတာကန်တွေပြန်လည်ဝင်ရောက်လာတယ်ဒေတာကန်တွေပြန်လည်ဝင်ရောက်လာတာနဲ့အတူအနောက်ချိုကြောင်မဲမှာအခြေပြုပြီးတော့မီဒီယာလုပ်ငန်းတွေဆောင်ရွက်နေတဲ့ကိုခိုင်ကျော်ကလည်းတွေးဆမေးမြန်းနေပေါ့ဗျာနော်ဒေတာကန် ပြည်သူတွေအနေနဲ့လည်းကိုယ့်ရဲ့ကိုယ့်ရွာကိုပြန်ပြီးနေထိုင်နိုင်ပြီဖြစ်တဲ့အတွက်ကြောင့်များစွာဝမ်းမြောက်ကြတာမျိုးကိုတွေ့ရတယ်ပေါ့ဗျာနော်တချို့ဆိုရင် PT ဖြစ်လွန်းလို့ညရည်တော်ကြတဲ့အနေအထားမျိုးတိပေါ့ဗျာနော်ဒါတွေကကျွန်တော်တို့ ဒီအကြဖတ်လှုပ်ရှားမှုနဲ့အတူကျွန်တော်တို့ပြည်သူလူထုကြုံတွေ့ခံစားရတဲ့ဘေးဒုက္ခတွေနောက်နောက်ဒီလိုအခြေအနေမျိုးတွေဖြစ်မလာအောင်ဒေသခံပြည်သူလူထုကလည်းဒီလက်နက်ကားကြမ်းဖက်အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ပြီးတော့တာဝန်ရှိသူတွေအပိုင်းကအခြေအနေတပြေးညီဖိဖိစီစီနှိမ်နင်းဆောင်ရွက်နိုင်အောင်ပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်ဆိုတာလေးဖြည့်ဆွတ်တင်ပြရင်ဒီကနေ့ဆွေးနွေးတင်ပြမှုကိုညီကုန်းချုပ်ပါရစေ။